ရုပ်ကျင်းလောင်စာကိုလည်းမစွန့်နိုင်။ပြန်ပြေမြဲစွမ်းအင်ကိုလည်းသုံးပါလိုလျက်သုံးခဏကြာတော့ကြက်ထဲမှရုံထွက်နိုင်ပွဲရှိသည့်အစီအစဉ်တစ်ခုကိုအမေရိကန်နှင့်တရုတ်ကောသောနာဦးက2014ခုနှစ်နှောင်းပိုင်း၌ပူးတွဲကြေညာခဲ့သည်။အဆိုပါကြေညာချက်နှင့်ယင်းပေါ်သုံးသချက်များအားလိလာခြင်းဖြင့်ရုပ်ကျင်းလောင်စာကိုမြေတီအတွက်မစွန့်နိုင်ကြတဲ့နည်းဆိုသည့်ကိုပို့၍နားလည်လာပြီးအကျိုးများသည့်ပြန်ပြေမြဲစွမ်းအင်ကိုလို့ချက်သုံးရန်ယူရလျင်ကြုံရနိုင်သည့်အခက်အခဲတို့ကိုလည်းလက်တွေ့ညင်ခွင့်ရလိုက်သည် 2014ခုနှစ်နိုဝင်ဘာလအတွင်းအမေရိကန်သမ္မတအိုဘားမားနှင့်တရုတ်သမ္မတချီချင်းပင်တို့ပြည်ချင်းတွင်တွေ့ဆုံကြရနိုင်နိုင်ငံဖန်လောင်ရင်တန်းွေချောချာရေးအစီအစဉ်များကိုအတီးတီးကြီးညာခဲ့သည်ယင်းအစီအစဉ်များအရ2025ခုနှစ်၌အမေရိကန်မှထုတ်လွှတ်သောဖန်လောင်ရင်တန်းွေပမာဏကို2005ခုနှစ်ကထုတ်လွှတ်ခဲ့သောပမာဏထက်26ရာခိုင်နှုန်းမှ28ရာခိုင်နှုန်းအထိချောချာမည်တရုတ်ကချောချာမည်ပမာဏကိုကြေကြာခြင်းမရှိတော့လေ တရုတ်တံငွေထုတ်လုပ်မှုသည်2039တွင်မြင့်ဆုံးရောက်ပြီးရင်းနောက်ပိုင်း၌လောကျသွားစေရမည်ဟုဆိုသည်အမေရိကန်သည်တံငွေချွတ်ချရမည်ဆိုရ၌ကြောင်မီးသွေးအုံကိုလျှော့၍ပြန်ပြင်းမြဲစွမ်းအင်တို့ကိုတက်နိုင်သည်မြစားထိုးသုံးဆွဲခြင်းကြောင်မီးသွေးမှထွက်သော စိတ်တံငွေနှင့်ဓာတုအငြိချင်းများကိုတန့်စင်ဖျားခြင်းသတိတို့ဖြင့်ကာဗွန်နိုင်အောက်ဆိုက်ထွက်နေအောင်စီစဉ်မည်ဟုဥပမာကပြောသည်။ရုပ်တို့သည်ဖန်လောင်အိမ်တက်ွက်ရွှေ့ချနိုင်ရန်အတွက်နျူကလ িয়ার စွမ်းအင်ပြင် လေနေပါဝင်ကြားပြန်ပြင်းမြဲစွမ်းရည်များကိုအလုံးကြီးနှင့်တို့ချက်အသုံးပြုရန်ရှိသည်လက်ရှိနှစ်နိုင်ငံပေါင်းလက်ငွေထုတ်လွှတ်မှုသည်ကမ္ဘာလုံးထုတ်ပမာဏ၏52ရာခိုင်နှုန်းမြရှိနေရာယင်းနှစ်နိုင်ငံတို့ကလက်ငွေရှော့မီအစီအစဉ်များကိုထုတ်ဖော်ပြတ်ကျလာခြင်းသည်ထူခြားသောမှတ်တိုင်တစ်ခုဟုချင်းမွန်ပြောဆိုကြသည်ရာသီဥတုပြောင်းလဲမှုပြဿနာကိုညှိနှိုင်းကြံတွယ်ဖြစ်ရှင်းရတွင်အမေရိကန်ဥဆောင်သောဖြန့်ဖြိုးပြီးနိုင်ငံများနှင့်တရုတ်အပါအဝင်ဖြစ်သောကြီးပွားရေးထွန်းသစ္စာနိုင်ငံများ ြင်ပြဆိုင်နိုင်ငံများကြားဟွာဟမှုတည်တာစွာရှိခဲ့သည်ပြင်ပြပြည်နိုင်ငံများသည်ပြင်ပြဆိုင်နိုင်ငံများနှင့်စာလျင်လူနေမှုအဆင့်တန်းပုံမြင်သည်ဖန်လော်ရင်တံခွေကိုပို့ထုတ်ခဲ့သူများမှလည်းပြင်ပြပြည်နိုင်ငံများပင်ဖြစ်ကြသည်သို့သောရာသီဥတုပြောင်းလဲခြင်း၏စိုးကျုပ်ကိုကာကွယ်ရန်ရောနေအောင်လုပ်ရန်ပြင်ပြဆိုင်နိုင်ငံတို့တွင်ဒနာအင်အားနှင့်ဤပညာချုပ်တဲ့၍ရင်းတံကိုအများဆုံးခရယာမည်သူများမှပြင်ပြဆိုင်နိုင်ငံသားများဖြစ်နေသည်ထို့ကြောင့်လူကျွန်းလောင်စာအတုံးလျှော့ခြင်းဖြင့် ရငွေရှော့ထုတ်ခြင်းရာသီဥတုပြောင်းလဲမှုတံမှာရောင်းနေအောင်လုပ်မည်ဒီပညာများကိုပြင်ပြိုးတိုးတက်အောင်လုပ်ခြင်းစသည်တို့ကိုပြင်ပြိုးပြီးနိုင်ငံများကသာအဓိကတာဝန်ယူကြရမည်ဟုပြင်ပြိုးစဲနိုင်ငံများကဟောထားသည်ဤဒီကိုပြင်ပြိုးပြီးတို့ကလက်မခံဘဲအလုံးဝိုင်းလုံးမရမည်ဟုဆိုသည်ရုပ်ကျွမ်းလောင်စာအသုံးသူကမလျှော့၍လူလဲမလျှော့လူလဲမလျှော့နိုင်ဟုနှစ်ဦးနှစ်ဖက်အပြန်အလှန်ပြောဆိုနေကြသည်ထို့သောအခြေအတင်ဖြစ်နေကဲအမေရိကန်နှင့်တရုတ် နိုင်ငံကောင်းဆောင်တို့ကလက်ငွေလျှော့ရေးအစီအစဉ်များကိုဥတွဲကျင်ညာလိုက်ခြင်းသည်သူမလျှော့၍ကိုမလျှော့အခြေအနေမှသူလျှော့၍ကိုလျှော့အခြေအနေသို့ပြောင်းသွားခြင်းဖြစ်သည်ရာသီဥတုပြောင်းလဲမှု၏စိုးကျိုးများရောနှဲအောင်လုပ်ရတွင်အတက်အဖွဲဖြစ်တဲ့ကဲ့သို့စွမ်းရင်ကဏ္ဍ၌ကြီးစွာသောအပြောင်းလဲဖြစ်ပေါ်လာတော့မည်အိပ်ပယ်လည်းဖြစ်သည်လက်ငွေအထောက်အများဆုံးဖြစ်နေသောတရုတ်တို့သည်နောက်15နှစ်ကြာ2030ခုနှစ်မှစ၍လက်ငွေပမာဏကိုချော့ချရမှာအလွန်ကြီးမားသော စိန်ခေါ်ချက်တရပင်ဖြစ်သည်နျူကလ িয়ার လေအားနှင့် နေအားတို့မှာရှိရာကကဝတ်မှအထောင်ကကဝတ်တိတဲဆက်တို့ချက်ထုတ်ယူရန်လိုအပ်သည်ယင်းပမာဏသည်လက်ရှိတရုတ်နိုင်ငံ၏တောင်ပိသွေးဆက်ယုံများအလုံးမှ ထုတ်ပေးနေသောတဲဆက်ပမာဏနှင့်ညီမျှရာယင်းကိုမြို့တို့ဖြည့်ရှင်းကြော်လာမည်နည်းဆိုသည်မှာစိတ်ဝင်စားပွဲရဖြစ်သည်2014ခုနှစ်နိုဝင်ဘာလတွင်ကကျင်းပခဲ့သောလက်တော်ရွေးကောက်ပွဲများတွင်ဒီပဲပလီကင်တို့နိုင်ရကား လွတ်တော်နှစ်ရက်စလုံးကိုအုပ်စိုးသွားရ။ဥပမာတည်းတရုတ်တို့နဲ့ဥတွဲကျညာချက်ပါအတိုင်းကောင်းထဲဖော်ရန်လွတ်တော်နဲ့ထိတ်တိုက်တိုးဖြစ်ချင်ရမည်။ Republican ညာစုသည်ဥပမာ၏အစီအစဉ်ကိုသဘောမတူကြ။သူတို့ကန့်ကွက်ခြင်းသည်တဘာဝပတ်ဝန်းကျင်ကြီးရာကြောင့်အဓိကမဟုတ်ဘဲစီးပွားရေးကြောင့်ကြောင့်ဖြစ်သည်။ကြောင်မိသိနေရတွင်ပြန်ပြင်းမြဲသုံးသည်ဖြစ်စေ။တန်းစင်သောနည်းပညာဆိုသည်ကိုသုံး၍ကြောင်မိသိမှလျှက်စစ်ထုတ်လျင်ဖြစ်စေ။ထွက်ရှိလာသောလျှက်စစ်တအားကသည် ပို့၍မြင်မာလာနေ။တုံးဆက်သူတို့ကငုံငင်ကြနေ။လက်စစ်တားကတက်လာတော့အခါလက်စစ်သုံး၍ထုတ်ရသောကုန်ပစ္စည်းတို့လည်းလိုက်၍စီးတက်လာနေ။ကုန်ပစ္စည်းထုတ်လုပ်မှုဈေးတက်လာတော့အခါကုန်ထုတ်လုပ်ငန်းများသည်အမေရိကန်ထက်ဈေးပေါ်သောနိုင်ငံများသို့ပြောင်းရွှေ့ရန်စဉ်းစားကြနေ။လောက်ကိုင်းအကွက်လန်းနေပါလာနေ။ထို့ကြောင့်ဥပမာ၏အစီအစဉ်သည်လက်တွေ့အကောင့်ထဲပေါ်ရမတင်ဟု Republican တို့ကဆိုသည်။တံခွေရွှေချရေးအောင်မြင်ရန် နောက်ထပ်အကြောင်းတစ်ခုမှာအခြားစီးပွားရေးလုပ်ငန်းအများပြားနေသူအသိဆောင်မြင့်ပြန်ပြေမြဲစွမ်းရည်စက်ရုံများအတွက်ထောက်ပံ့ကူညီငွေများကြီးငွေများယင်းနှညွန့်နှံမှုများလိုအပ်ခြင်းဖြစ်တယ်။ထောက်ပံ့ကူညီသည့်ဖြစ်စေကြီးငှားသည့်ဖြစ်စေယင်းနှညွန့်နှံသည့်ဖြစ်စေဒီရှိတွင်အကျိုးမြတ်တနည်းမဟုတ်တနည်းရနိုင်မှသာဆက်လက်ထောက်ပံ့ကြယင်းနှကြသည်။လက်ရှိအခြေအနေကိုဆက်စစ်လျင်ကမ္ဘာလုံး၌ပြန်ပြေမြဲခဏ၌ထက်ဝင်ငွေသည်လုံကျွမ်းလာစားကဏ္ဍအတွက်သုံးသောငွေ၏ ငါးပုံတစ်ပုံကန်တာရှိသည်ရုပ်ကျင်းကိုလျှော့ပြီးဈေးညင်၍လူများလက်ခံမကန်အသေးချသေးသောပြက်ပြည့်မြတ်တွင်ငွေလုံးချင်းတိုး၍ထဲ့ဝင်ရန်မှာအလွယ်တကူဖြစ်နိုင်မည်မဟုတ်ချေပြည်ုပ်နိုင်ငံတွင်ပြန်ပြည့်မြဲဆွဲရကနာအတွက်2014ခုနှစ်ပထမ6လအတွင်းအမေရိကန်ဒေါ်လာ195တန်းသုံးဆွဲခဲ့ရ2013ခုနှစ်ပထမ6လနှင့်စလျင်16ရာခိုင်နှုန်းမြင့်တက်ခဲ့သည်သို့သောတရုတ်ပြည်ပြည်မြဲဆွဲရကုမ္ပဏီညာတီအရှုံးပေါ်လျက်ရှိသည် ထိုက်သည်ဆိုင်ရင်ကုမ္ပဏီတစ်ခုဖြစ်သော TNWeber Open Company သည်2013ခုနှစ်ကအမေရိကန်ဒေါ်လာတန်း600အကန့်ရှုံးပြခဲ့သည်ထို့ကြောင့်ပြည်တည်မြဲကဏ္ဍ၌ပြည်ထောင်ရေးညှိနှိုင်းနှံမှုတိုးလာရန်အထူးကြိုးစားရမည်အခြားနိုင်ငံများရှိပြည်တည်မြဲဆိုင်ရင်ကုမ္ပဏီချို့၏ခြေနေသည်လည်းအားရစရာမရှိပေကမ္ဘာအကြီးဆုံးဆိုလာကြားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့်အမေရိကန်နိုင်ငံစန်တက်သည်2014ခုနှစ်ကဒီဝါလီခံခဲ့ရသည်အလားတူဂျာမနီဒိမတ်နိုင်ငံများရှိ ပြန်ပြင်းပြဲစွန့်ရင်ကုန်မြတ်သည်ယင်ကနား၌ယင်းညုံနံမှုအတင်များပြုလို့ရန်တွန်းဆုံနေကြသည်ထို့သောဖြစ်ရသည်မှာဈေးကွက်လိုအပ်ချက်ကိုကျော်လွန်၍လုပ်ငန်းတိုးချဲ့ခြင်းကြောင့်ဖြစ်သည်ဟုစီးပွားရေးပညာရှင်အချို့ကသုံးသပ်သည်ဈေးကွက်လိုအပ်ချက်ကိုမြင့်ရန်မှာလူအများလက်ခံအသုံးပြုလောက်အောင်လုပ်ဖို့လိုသည်ထို့ကြောင့်အမေရိကန်နိုင်ငံ၌အိုဘားမ၏လူကျွန်းလောင်စာထံပြန်ပြင်းပြဲစွန့်ရင်ပို့သုံးရန်အစီအစဉ်ကိုစန့်ကျင်မှုများနဲ့တုံ့တွေ့ရခြင်းကမ္ဘာတဝန်း၌ ပြန်တည်မြဲဆွဲရင်ကုမ္ပဏီတို့အမျက်မရခြင်းနေခြင်းတို့နဲ့ရင်းဆိုင်နေရခြင်းမှာဒီပညာနဲ့ပတ်သက်ဖဲစွမ်းရင်ကဏ္ဍပေါ့လူတို့ဤသဘောထားနဲ့အဓိကသက်ဆိုင်နေကြောင်းတွေ့ရသည်ထို့ကြောင့်တရုတ်နဲ့အမေရိကန်တို့ကဥဆောင်ပြီးစွမ်းရင်တုံးဆွဲမှုပုံစံအကြီးအကျယ်ပြောင်းလဲအောင်ကြိုးပမ်းရနိုင်အောင်မြင်မှုရနိုင်မရနိုင်ကို သိရှိရန်နဲ့ရှေ့ဆက်မြစ်တို့လှုပ်ဆောင်ရမည်ကိုသိရှိရန်လူတို့သဘောထားစစ်တမ်းများအောက်ခံသုံးသပ်ကြသည် BBC သတင်းဌာနကနိုင်ငံ22နိုင်ငံရှိ လူပေါင်း2000ဆောင်ကံအားမိញံသဘောထားကောက်ယူရနိုင်။ရာသီဥတုပြောင်းလဲမှုတံကိုကျော်ပါအောင်လုပ်ပါက။ပေါင်းစားဈေးကို တိုးမြင့်ယူရမည်ဟုလူ67ရာခိုင်နှုန်းကပြောကြားခဲ့သည်။ပေါင်းစားဈေးတက်ရယူရမှရလာသောငွေများကိုတန်ရှင်းသောစွမ်းအင်ကဏ္ဍတွင် သုံးစွရန်လိုအပ်သည်ဟုလည်းသူတို့ကဆိုသည်။သဘောထားပေးသူများ၏73ရာခိုင်နှုန်းကစွမ်းအင်အသုံးချချရန်လိုအပ်သောနေထိုင်မှုဘဝပုံစံများကိုကြောင်းလဲရန်လိုအပ်သည်ဟုဆိုကြသည်။ထို့သဖြင့် ဖန်လောင်ဝင်းတန်းွေအများဆုံးထုတ်လုပ်နေသည့်ရုပ်နိုင်ငံမှာမြို့နယ်လူထု၏76%ကိုင်းတော့ကနေထိုင်မှုပုံစံကိုကြောင်းရံအစဉ်တည်းဟုဆိုသည်နေထိုင်မှုပုံစံကြောင်းချင်းဆိုသည်မှာနေဘက်တွင်မလိုအပ်ဘဲမိထွန်းထားခြင်းကိုချောင်းချင်ခြင်းစီစားရသောဇင်ခံကားများအစားစီစားတတ်တော်ကားများကိုစီခြင်းစသည်တို့ကိုဆိုလိုသည် အချို့အိမ်များတွင်တွေ့ရသောကြည့်သူမရှိဘဲရုပ်တံဆက်ဖွင့်ထားခြင်းရင်းနှွေးတယ်လျင်စုသည်နှင့်ချက်ချင်းပိတ်ပဲထားခြင်းများကိုဒိဋ္ဌာဆောင်ခြင်းရမည် နိုင်ငံချို့တွင်ကားနှင့်မတော်ဆိုင်ငယ်များအစားစပိန်ကတက်နိုင်ဆုံးအသုံးပြုလာနေကြခြင်းသည်တဘာဝပဝန်းကျင်အကျိုးပြုလူနေမှုပုံစံပြောင်းလဲခြင်းဖြစ်သည်အမေရိကန်နိုင်ငံစတန်ဖို့တက္ကသိုလ်က2013ခုနှစ်အတွင်းကောက်ယူခဲ့သောလူမှုသဘောထားစစ်တမ်းအရ67ရာခိုင်နှုန်းသောအမေရိကန်တို့ကဖန်လောင်းရင်တန်းငွေထုတ်လုပ်မှုကိုချွတ်ချရန်လိုလားကြသည် ABC တင်ဒနာနှင့် Washington Post တို့ကဥဆောင်က2014ခုနှစ်မေလနှင့်ဇွန်လကပြုလုပ်ခဲ့သောသဘောထားကောက်ယူချက်အရ မေရိကန်63ရာခိုင်နှုန်းကလက်စစ်တအားစစ်တက်လာသည့်တိုင်အောင်လက်ငွေရှုတ်ချမှုအစီအစဉ်ကိုထောက်ခံကြောင်းသိရသည်ထို့သော2014ခုနှစ်အောက်တိုဘာလအတွင်းကအမေရိကန်နိုင်ငံတွင်ပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရမူအမေရိကန်မဲဆန္ဒရှင်ထောက်ဝံနိဗာကန်ကလောင်စာစီစေးတက်လာမည်ကိုလုံးဝလက်မခံနိုင်ဟုဆိုပြန်သည်စစ်တမ်းများအရနိုင်ငံအတော်များများရှိလူတို့၏သဘောထားသည်မှန်ကန်သောလမ်းကြောင်းပေါ်သို့ရောက်နေသည်ကိုတွေ့ရသည်များစုကရာသီဥတုပြောင်းလဲမှု၏စိုးကြုံများကို နားလေသိရှိနေကြသည်ရင်းတို့ကိုရှောက်ကွင်းနိုင်ဖို့နေထိုင်မှုပုံစံကြောင်းရလိုသည်ရုပ်ကျွမ်းလောင်သားများကိုရှော့သုံးပြီးပြန်ကြည့်မြဲစွမ်းရင်တို့ကိုပို့သုံးရနည်းစွမ်းရင်ဈေးနှုန်းကိုတိုးမြှင့်ရန်လိုအပ်သည်ဟုခံယူကြသည်သို့သောနေထိုင်မှုပုံစံကိုလက်တွေ့ကျကျနှင့်ကြည်ကြည်ပြန့်ပြန့်ကြောင်းရမည်စွမ်းရင်အတွက်တကယ်တမ်းငွေပုံ300တော့မြည်ဆိုသောအခါအတော်များများကပုံစုံကြသည်ဖြစ်သည်အယူအဆအဟောင်းများကိုစုပ်ကန်လျက်ဈေးသက်သာသောရုပ်ကျွမ်းလောင်သားများကိုမဆုံးလို့တည်သည် နေထိုင်မှုပုံစံမပြောင်းလို့သေးသူတို့အားကမ္ဘာအခြေအနေမှန်ကိုသဘောပေါက်သိရှိအောင်စီရင်ရန်အထူးအရေးကြီးနေသည်။နောက်တစ်ချိန်တွင်ပြန်ပြင်းမြဲစွမ်းရည်မှရသောလက်စက်တအားကသည်ကြာဆင်းလာရန်တည်ကြနေတော်လဲလောလောဆယ်တွင်ပြန်ပြင်းမြဲဓာအားကကြီးမြင့်နေမှုကိုတက်နိုင်သူများကလက်ခံနားလည်သုံးဆပေးရမည်။မတက်နိုင်သူများအတွက်ထောက်ပံ့ရန်ပုံငွေများထူထောင်ကာညှဝေကြက်ခံပေးရမည်။ဒို့မှပြန်ပြင်းမြဲကဏ္ဍ၌ဈေးကွက်ကြက်ကြက်လာကရင်းနှီးမြှုပ်နှံမှုများလာပြီး ဈေးနှုန်းကျဆင်း၍အကောင်းတန်တရာတဲရောက်မည်ဈေးလျှော့၍အတုံးများအတုံးများ၍ဈေးွက်ကျဲဈေးွက်ကျဲ၍ဤထက်ကြမည်ယခုကဲ့အတော့ကွန်ပျူတာများလက်ကင်ဖုံးများသည်အကောင်းတန်တရာတဲရောက်နေသည့်အတုံးဆောင်များဖြစ်ကြသည်လက်တော့ကွန်ပျူတာသည်အချိန်ကကျက်သိန်း20အထိဈေးပေါက်ခဲ့သည်ဈေးမြင့်တော်လဲမိမိတို့၏လုပ်ငန်းပညာရေးစသည်တို့အတွက်အကျိုးရှိမှန်းသိ၍ဝယ်သုံးကြသည်အတုံးများလာ၍ ထုံများလာ၍ဈေးကျသွားသည်ဈေးကျ၍ပို့သုံးကြသည်လက်ကင်ဖုံးများသည်လည်းရင်းပုံစံအတိုင်းလွင့်ကျိနေကြသည်ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်နိုင်ငံတွင်ချခဲ့သောနျူကလ িয়ার ဘုံး၏တောက်မုတ်ဖယ်ကောင်းမွန်ကိုဖတ်ဖူးကြဖူးသားသဖြင့်နှစ်ပေါင်း80ကကြာသည့်တိုင်အောင်နျူကလ িয়ার ဟုဆိုလိုက်လျင်ကိုယ်တိုင်မကြုံဘူးသေးတော့လဲကြောချမ်းနေကြဆဲဖြစ်သည်အပြင်းမုန်တိုင်းများ၏ဖြက်ဆွမ်းအားကိုကိုတို့မခံရမီကစိုးရင်စိန်များစွာမရှိခဲ့တော့လဲ နာကဲမုန်တိုင်းကြီးဤတန်းကိုခံရသောအခါတွင်မူမုန်တိုင်းတစ်ခုအစာပြိုးနေကြောင်းသိရသည်နှင့်ထိတ်လန့်နေကြကဆန်စီစသည်တို့ကိုဝဆုထားရကောင်းလို့လို့ဖြစ်ကုန်ကြသည်ရင်းဖြည့်ရများမှာဘေးရန်နေပြုတ်တသောအရာများကိုကြားဖို့လင်သို့မဟုတ်ကိုယ်တိုင်ခံစားဖို့လင်ကြောက်စိတ်ဝင်ကအန္တရာယ်ဖြစ်အောင်လျက်ကြိုးစားတကြသည့်လူတဘာဝကိုဟောပြသည်ထို့ကြောင့်လက်ရှိပုံစံအတိုင်းသွားလျင်ရာသီဥဒုဆိုင်ရာအီယာမဘေးစိုးကြီးများသည် လက်ရှိလူသားအများစု၏တတဟန်တွင်ဧကန်ကြောက်ကာလူသားတိုင်း၏ဘဝကို ပြင်းထန်စွာတိခိုက်တက်ရောက်တော်မူဖြစ်ကြောင်းအယူအဆအဟောင်းများကို စုပ်ကန်ထားသူများအားအသိပေးဖို့လိုနေသည်။ရာသီဥတုနှင့်စိုင်းရင်ဆိုင်ရာအရှိတရားကိုထို့သူတို့လက်မခံကြသေးသည်မှာကဘာသည်အလွန်တရာကြဝန်းလာသည်။ကဘာပေါ်ရှိတယံဇာတာများကိုမိတို့ထုတ်ထုတ်ကုန်နိုင်ပွဲမရှိအမိုက်နှင့်အငယ်ကြီးများကိုမိတို့ဆွတ်ဆွတ်ပဝင်းကျင်ကိုထိခိုက်စရာမရှိဟု ထင်နေကြရဖြစ်တယ်။မိစီကောင်းသောလေကွင်းများဝိုင်းနေပြီးပြီးပြင်စားပင်များနဲ့အုတ်ဆိုင်တွေကတွင်းရီလည်းကောင်းသောတော်တရတယ်။အိမ်အောင်စု30ခန်းရှိစဉ်ကစံရီစပါးစားဖွဲ့တည်နေအတွက်မပူခဲ့ရရေအတွက်ရေတွဲထဲမှမကုန်နိုင်မခန်းနိုင်ယူငင်းကတုံးနိုင်ခဲ့သည်။တာငါအတွက်တနိုင်မွေးမြူရေးဖြင့်ခုမိခံပြီးရှိတယ်။အမိုက်နဲ့အညစ်အကြေးများသည်လည်းတဘာဝလျောက်ဆွေးမြေရောက်ခဲ့သွားသည်ကများသည်။ရွာသားများ၏စိတ်တွင်ရွာသည် ကျေဝန်လာကမိတိပြဿနာမျိုးနဲ့မှကြုံရတော့မည်မဟုဥစားကြကြသည်။ရွာ၌စီးပွားရေးကောင်းလာသည်အိမ်တော်စုရာနှင့်ချီ၍လှူလာတော့ကအသေးရွယ်ကုစုတီကညာလွန်၍အချို့အပင်များအလျင်မီအောင်ပြန်မပေါက်နိုင်တော့တွေးရည်မျက်နှာပြင်းနေကြလာသည်။အသားအတွက်တနိုင်မွေးပြူရည်များနဲ့မဖုလုံနော်။မိုက်နဲ့အညစ်အကြေးများတိုးပေါ်လာ၍စမ်းမာရည်နဲ့ညင်ညွတ်မှုများဖြစ်လာသည်။ရွာသည်အိမ်တော်စု30အတွက်ကျေဝန်ပြီး စားနေကြိတ်ကအတွက်မပူရတော့လဲ၃၄၀အတွက်မအကျဲဝန်းမလောက်ငါတော့ကြောင်းပြီးတာဒီအချုပ်ရွာသားတို့ရွာကိုစွန့်ခါကအချားရွာများတို့ကြောက်ရွှေ့နေထိုင်ကြသည်ကဘာတွင်လဲလူဦးရေတန်လေးတောင်ကဖြည့်ရှိတယ်ငါလူဦးရေတန်လေးတောင်ကအထိရှိစင်ငါစားနေကြိတ်ကနဲ့တန်ရစတာအတွက်ညစွာပူပင်ရမလို့လေရင်ကြီးညညမှုဆိုတင်မှာလဲကြားရခဲ့တော့တရေညာတာဖြစ်သည်ယခုလူဦးရေတန်းခလုံးတော်ကြောက်အတွက်မူစားနေကြိတ်ကနဲ့တန်ရစတာများ အလင်းမြောင်ထုတ်ရန်ခလာသည်တဝင်းကျင်ညဉ့်မှုပြတနာကရှေးထမ်းရောက်လာသည်မြေပြင်မြင်ကွင်းကိုသာကြည့်လျင်အကန့်အသတ်မရှိကြည်ပြောလာသည်ဟုထင်ရသောကဘာကြီးကိုဂျိုရုတပ်ပုံများ၌ရှုမြင်ရသောအခါတွင်မူရင်းဤကြည်ပြောမှုသည်အကန့်အသတ်ရှိကြောင်းပို၍သဘောပေါက်လာကြသည်လူတို့တန်ဟန်စတာညာအတိုင်းစာမရှိသုံးကျင်တိုင်းသုံးနေသည်များဘန်ခံထုတ်ပေးနေလောက်အောင်ကဘာသည်မကြည့်မှအမိုက်နှင့်အညီကြီးများကိုစွန့်ကျင်တိုင်းစွန့်ပစ်နေသည်ကိုလက်ခံသိသိပြနေလောက်အောင်ကဘာသည် ကျေတော်မှန်အိမ့်မိလာကြသည်ရင်းပုံများထက်ပို၍ရင်းသက်ရှုမျိုးပွဲကောင်းပြီးကဘာဤထင်းတလောက်မကြည့်မမှုအပြင်အထီးကျန်နိုင်မှုကိုပါပုက္ကကွင်းကွင်းဖော်ပြသည့်ပုံများလွန်ခဲ့သောနှစ်ပေါင်း90နီးပါးကဖော်ပေါ်ခဲ့သည်1968ခုနှစ်ကအပိုလိုရင်းမှုတူလပ်ပတ်လမ်းနှင်းမှကဘာကိုနှံ့ညိုက်ထားသောပုံလင်ကဘာကိုတင်းငယ်သောလုံးကလေးတစ်လုံးဖြစ်သားမြင်ရသည်ပြလဲနေသည့်ကဘာလုံးကလေးသည်အနန္တစကြဝဠာ၏မှောင်မဲသောနောက်ခံပေါ်၌ ိတ်ဆိတ်ငင်းသက်တန့်စင်စွာပေါ်လောညောနေသည်အနီးနား၌မြစ်သည့်အရာမှမရှိဘဲထီးကြံလာစွာခီးနေနေသည်လူတို့နေထိုင်ရာကပ ాయి အဖော်မဲ့နေမှုကိုလူတို့ညဝါထင်တယ်မြင်ကွင်းရလိုက်တယ်ရင်းပုံများထွက်ပေါ်လာခဲ့ပြီးနှစ်ပေါင်း90နီးပါးကြာအခုချိန်တွင်ကဘာကိုလာပေါ်မှလမ်းရိုက်နိုင်လျင်လဲသူစင်ကမြင်ကွင်းမျိုးကိုပင်မပြောင်းမလဲမြင်အောင်မြည်ပင်ဖြစ်သည်အဝေးမှ ကြည်လင်သာပြောင်းတော်လဲကဘာလေတို့ရီတို့နေရီတို့သည် များစွာပြောင်းလဲခဲ့ပြီးလေတို့၏အပူချိန်ရောက်ရောက်တက်နေသဖြင့်ကဘာသည်ဖြားနာလူမမာဖြစ်နေသည်လူဦးရေများလာကတယံဇာတတူဖို့ထုတ်ယူသုံးဆမှုနှင့်အတုံးမလိုပစ္စည်းဆုံးပြမှုများလွန်၍ပပသောမြေယာစုကညား၏နေရာတွင်တွင်ဟောက်ပတ်များနှင့်ဖိုက်ပုံများကို၎င်းတိတော်များ၏နေရာတွင်တင်းငုတ်တို့များနှင့်ကဏ္ဍရများကို၎င်းကြည်လင်နေသည့်ရေပြင်အစားညဉ့်ညမ်းနေသည့်ရေပြင်ကို၎င်းနေရာအတော်များများတွင်တွေ့လာရသည် ရေတို့တွင်အစ်စ်ပါဝင်မှုပိုများလာကြ၍ငါတို့ကွန်းခိုရာတန်နာကြောက်တန်းတို့ပင်ပျက်စီးစာပြုနေသည်ဒီနေ့ကဘာသည်လွန်ခဲ့သော250ကကဘာထက်တဘာဝပဝန်းကျင်ပို၍ပျက်စီးလာခဲ့တော်လဲအထီးကျန်လက်လှယ်နေသည်မှာတော့တူတူဖြစ်သည်ရောဒီယာတွင်ရေစီချောက်၍ရေကြည်နောက်လာပြီးနေထား၍မသိတော်ပါကအချားတနေရာသို့ပြောင်းရွှေ့ချေချဖို့ရွေးစရာရောအများပြရှိသည်ကဘာတစ်ခုလုံးလေးရင်းကြီးပျက်စီးပါက ရောက်ရွှေနေထိုင်ရန်အနီးအနားတွင်အခြားကြုံရှိခြင်းမိမိတို့၏ပြေးစရာကဘာမရှိသောအဖြစ်ကိုလူတိုင်းအစဉ်သတိရနိုင်ဖို့တို့သည်